စင်တို့တွေကိုကျွန်တော်တို့ကဖြည့်ဆည်းရမှာမြှို့ရရမှာဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမြှို့ရရမှာခြေထောက်တွေနဲ့ညင်ညမှာဓာတ်တွေနဲ့ခုတ်ပလိုက်ရမှာနော်ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူးကွယ်ရမှာမတတ်မရဘူးနေပါအောင်နော်မြန်မာပြည်မှာရှိတဲ့ဒီဗုဒ္ဓဘာသာရှိတဲ့စင်လူတော်တွေကိုဓားတွေနဲ့ခုံမယ်မိတွေရှို့ပြမယ်။နော်ခြေထောက်တွေနဲ့တတ်နေမယ်ပြောရအောင်။အဲ့ဒီငါတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရား เนาะမင်းအပေါ်မှာဘာများလှုပ်ထားတာရှိလို့လဲเนาะငါတို့ဘာသာကဗုဒ္ဓဘာသာကမင်းပေါ်ဘာများမကောင်းတာလှုပ်ထားတာရှိလဲမင်းပေါ်တော့ဒါမှမဟုတ်မင်းတို့မိသားစုပေါ်မင်းတို့ရဲ့ဆွေမျိုးသားချင်းတွေပေါ်မှာအဲ့ဒီဗုဒ္ဓမြတ်စွာကသွားပြီးတော့မဟုတ်တာလှုပ်ထားတာရှိလို့လားเนาะမင်းပုံကြည့်ရတာတော်တော်အဆုံးရောက်တာထက်လွန်သွားတယ်ဒီလားလူတိုင်းမှာလေငါပြောပြမယ်เนาะလူတိုင်းမှာကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ဆိုတာရှိတယ်အဲ့ဒီလွတ်လပ်ပိုင်ခွင့်ရဲ့အလျှောက်ကိုကိုတန်ရ ဘယ်ဘာသာမဆိုကို့မှာလူတိုင်းမှာလွတ်လွတ်လပ်လပ်နဲ့ကိုယ့်ကိုယ်ပိုင်ခွင့်ရှိတယ်။ဒါပေမဲ့ကိုကဒီဘာသာကိုကိုယ်ွယ်တယ်ဆိုပြီးတော့ဒီဘာသာမှဒီဘာသာတခြားဘာသာကိုအဲ့လိုမျိုးလိုက်ပြီးတော့အဲအဲ့လိုမျိုးမဟုတ်ကဟုတ်ကတွေပြောမယ်မဟုတ်ကဟုတ်ကတွေဆွတ်ဆွဲပြီးတော့ခြေထောက်နဲ့တက်နေမယ်ဒါရင်းနဲ့ခုံမယ်မီးနဲ့ရှုံမယ်အဲ့လိုပေါက်လို့ပဲသာပြောလို့အဆင်မပြေဘူးလေနော်လူတိုင်းမှာကိုယုံကြည်ရကိုကိုယ်ွယ်ပိုင်ရန်ရှိတယ်မကြိုက်တဲ့ဘာသာကိုကိုယ်ွယ်ဒါပေမဲ့ကိုမကိုယ်ွယ်တဲ့ကိုကိုယ်ွယ်တဲ့ဘာသာတက်သွားပြီးတော့သူများဘာသာကိုသွားပြီးတော့စော်ကားလို့မရဘူးလေနော် လူတိုင်းမှာသူရဲ့ကိုးကွယ်တာကိုးကွယ်ပိုင်ခွင့်ရှိတယ်။အဲဒီဗုဒ္ဓဘာသာမင်းကိုဗာများလုပ်တာလို့လဲ။မင်းတရားအတွက်ကြောင့်လဲတခြားခရိယန်တွေပါတော့အကုန်တိတ်ခါကြရတယ်။သိလား။တခြားဒီခရိယန်တွေပါတိတ်ခါကြမှာမင်းလုပ်တဲ့ဥစ္စာနဲ့လေ။ဟာတော့ဒီကောင်တော်တော်မှရိုင်းနေကောင်ပဲ။တကယ်လူအောက်တန်းစားလို့တော့ပြောလို့ရသေးလား။မင်းပြောပြော။အင်းဒီမှာမတူညဘူး။ဗုဒ္ဓဘာသာတွေကကိုးတယ်နဲ့ထုထားတာသိလား။ကိုးတယ်နဲ့ထုပြီးမှကိုးကွယ်တာ။ 多个古怪的，跌倒的路过一万匹马，吐他匹马古怪的呢。一大堆个就那没见到表演的，没不培养的，给没见到表演的，就那静静表演，培养的给没见到表演的，就那再再到那再到就那表演。没有没有，没见到表演的，培养的给没见到表演的，明路也培养的给啊的，呃，瑞秀也讲啥的他妈。နော်ဗုဒ္ဓဘာသာကအဲ့လိုမျိုးကိုပြောမယ်ဆိုလို့ရှိရင်ဖျားစင်းတို့တော်တွေကိုရိုက်ခွဲထုခွဲဓာတ်နဲ့ခုတ်ခွဲလို့ဆိုပြီးတော့အဲ့ဒီထဲမှာပါထားလာတင်ထားပေးတာ ငါသိရတယ်လောက်ကတော့မင်းတို့ကျမ်းစာတွေထဲမှာအလားတည်းပါမှာမဟုတ်ဘူး။ဘာဖြစ်လို့သူများပါတာကိုလိုက်ပြီးတော့စော်ကားနေတာလဲကိုမကိုးကွယ်ခြင်းနေလေမစော်ကားနေပေါ့ကိုလည်းကိုယုံကြည်အောင်ကိုကိုးကွယ်နေအဲ့ဒီမင်းရဲ့ယုံကြည်ရာဖြစ်တဲ့အဲ့ရေရှုဘုရားသခင်ကိုသူများအားလည်းပြောမယ်ဆိုလို့ရှိရင်ရောမင်းဘယ်လိုနေမလဲလူတိုင်းဆိုတာသူရဲ့လွတ်လပ်ပိုင်ခွင့်ရှိတယ်သူကသူကြိုက်တဲ့ဘာသာကိုကိုးကွယ်လိမ့်မယ်ကိုကမကိုးကွယ်နေသွားပြီးတော့သူများပါတော့သွားစော်ကားလို့မရဘူးเนาะစော်ကားလို့မရဘူးစော်ကားပြီးဆိုရင်အဲ့ဒါလူမဟုတ်တော့ဘူးမင်းကြည့်ရတာငငယ်လေးရှိပါသေးတယ်เนาะ ကိုကယုံကြည်မှုနဲ့ခရစ်ယာန်ကိုကိုးကွယ်တယ်ဆိုရင်ယေရှုကိုကိုးကွယ်တယ်ဆိုရင်ကိုယ့်ကိုကိုးကွယ်လေဘာဖြစ်လို့ဗုဒ္ဓဘာသာကိုလိုက်ပြီးတော့မင်းအဲ့လိုမျိုးရှောက်ပြောနေတာမင်းနေတာဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာနေတာနော်မင်းထောင်ကျသွားလိမ့်မယ်နော်ထောင်ကျသွားလိမ့်မယ်မင်းတရားတရားဆွဲလိမ့်မယ်တလားထောင်ကျသွားလိမ့်မယ်ကိုလူတိုင်းမှာကိုယုံကြည်ရကိုကိုးကွယ်နေကြကိုးကွယ်ပေါ့ကိုယ့်ကိုကိုးကွယ်ဘာလို့သူများဘာသာတွေလိုက်ပုတ်ခတ်ပြီးတော့ပြောနေမင်းမယုံကြည်တာမင်းထောင်ကျလိမ့်မယ်နော်မင်းထပ်ပြောရှင်းပြပြောတာမဟုတ်ဘူးပြရတဲ့ကိနေအလိုတော်အားကြီးကျွန်တော်ပြောနေတာ နော်မြန်မာနိုင်ငံမှာရှိတဲ့ YouTube channel ကအကုန်လုံးဖြည့်စီဖြည့်စီဖြည့်စီရမှာမရှိဘူးရမှာနော်အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားကြည်လာသူကတည်သွားပြီတည်သွားတဲ့သူကိုဂုံတော်ဂုံတော်ကိုယီမန်ပြေမထုထားတာနော်ထုထားပြီးမှပြန်သွားကူးကြတယ်ဘာအကျိုးကျေးဇူးရမှာလဲဘာအကျိုးကောင်းတော့သေသွားပြီးမှသွားပြီးတော့ထုတ်ထားပြီးမှကိုးကွယ်တယ်ဘာအကျိုးကျေးဇူးရမှာဆိုတော့မင်းတို့ကဘာတွေကိုးကွယ်နေတာလဲเนาะအကျိုးကျေးဇူးဆိုတာကဂုံတော်ကိုယီမမီကိုးကွယ်တယ်ဆိုတာမြတ်စွာဘုရားရှင်က เนาะဒီပြောမယ်ဆိုလို့ရှိရင်အပယ်ကနေပြီးတော့လွတ်ရလွတ်ချောင်းတရားနီလန်းချောင်းတွေကိုပြသွားတဲ့ငါတို့ရဲ့ကျေးဇူးရှင်မလို့ကိုးကွယ်တာနော်ဒီလောကုတ်တရားကနေပြီးတော့လွတ်မြောက်အောင်လွတ်မြောက်ချောင်းတန်တရားကနေပြီးတော့လွတ်မြောက်အောင်လွတ်မြောက်ချောင်းလမ်းပြတဲ့ငါတို့ရဲ့ကျေးဇူးရှင်နော်ဒီဟာလုံးရင်အကုသိုလ်ဖြစ်မယ်ဒါလုံးရင်ကုသိုလ်ဖြစ်တယ်ဆိုတော့လမ်းပြပေးတဲ့ကျေးဇူးရှင်မလို့ကျေးဇူးဆက်တဲ့အနေနဲ့ကြော့တာကိုးကွယ်တာကွာမင်းနဲ့ပါဆိုင်လို့တော့အဲ့ဒီမင်းအခုပြောနေတဲ့ဗုဒ္ဓဖေယမင်းခြေထောက်နဲ့နင်းပြမယ်မင်းနဲ့ရှုမယ်ဒါနဲ့ခုံမယ်လို့ မင်းပြောနေတဲ့ဗုဒ္ဓဘုရားရှင်ကမင်းကိုဗာများလှုပ်ထားလို့တော့နော်ငါတို့ဒီဗုဒ္ဓဘာသာကမင်းကိုဗာများလှုပ်ထားလို့လာဒါမှမဟုတ်မင်းတို့အမေတွေမင်းတို့ညီမတွေမင်းအမေဟိုအဲ့လိုမျိုးမင်းတို့ဆွေမျိုးတွေကိုဒီဗုဒ္ဓဘုရားရှင်ကဗာတလှုပ်ထားလဲနော်ဒီဘုရားနဲ့ပတ်သက်တဲ့လူတွေကမင်းတို့ဗာတလှုပ်ထားလို့လာအားတကောင်တော်တော်အောက်တန်ကြရအောင်ကွာသူရှိမှလဲကျေတော့တဲ့လူကအကျုံရှိတော့ဘူးလေတင်းကျဲမှရောက်နေပြီလေအဲ့ဒါကိုပဲပြန်ပြန်ထုနော်သူပဲမပြန်ကိုကွယ်ဘုရားသခင်မကြိုက်တာဘုရားသခင် မကြိုက်တဲ့အရာဖြစ်တယ်ပေါ့နော်မင်းတယောက်တော့ ਨੇ တခြားခရစ်ယာန်တွေပါတိတ်ခါကြရတယ်လားမင်းတို့ဖျားရှင်ထဲမှာဖျားရှင်ရဲ့မင်းတို့ရဲ့ကျမ်းထဲမှာအဲ့လိုမျိုးဗုဒ္ဓဘာသာကိုယဉ်စင်သူရုပ်ပုတ်ခဲ့တာဖျားရှင်ကမကြိုက်လို့မင်းအဲ့လိုပြောနေတာပေါ့ငါလည်းတခါမှမကြဘူးနော်တိလားမင်းတယောက်အတွက်ကြောင့် ਨੇ တခြားခရစ်ယာန်ကိုးကွယ်နေတဲ့လူတွေအယံတိတ်ခါကြရမယ်အယံထိတ်ခိုက်မယ်နော်ဗုဒ္ဓဘာသာကွာမင်းတို့ဘာများလုပ်နေလို့လဲ ုရားရှင်ကသူ့အတူအေးအေးကြမ်းကြမ်းနေပြီးတော့သူ့အတူလူသားတိုင်းဘုံမေတ္တာထားပြီးတော့တန်တရာကလွံ့မြောက်ရလွံ့မြောက်ကြောင်းလမ်းစဉ်ကိုချခဲ့ပေးလို့ငါတို့ကကျေးဇူးရှိတယ်ဘုရားသာမရှိလို့ရှင်ဒါအာကုတူလားကုတူလားငါတို့ကမသိဘူးဘုရားရှင်ကလမ်းပြပေးခဲ့တဲ့အတွက်ငါတို့ကဒါအာကုတူကုတူမှန်တိတဲ့အတွက်ကိုကျေးဇူးရှင်မို့လို့ကျေးဇူးဆက်တဲ့အနေနဲ့ကိုးကွယ်တာမင်းနဲ့ပါဆိုင်တော့မင်းမကိုးကွယ်နေလေကွာသူများပါတော့မစော်ကားနိုင်လေနော်ငါတက်အပ်ပြောနိုင်တာကတော့တေးကြတယ်မင်းထောင်ကြပါနော်မင်းထောင်ကြပါဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာကြိုက်တဲ့ဘာသာကိုကိုယ်ပိုင်ဝင်ရှိတယ်။เนาะကြိုက်တဲ့ဘာသာကိုကိုယ်ပိုင်ဝင်ရှိတယ်မကန့်တတ်တာဘူးမြင်မြဲအဲတခင်ရေရှုပဲကိုယ်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 ဒီအစ္စလမ်ဘာသာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်เนาะကြိုက်တဲ့ဘာသာကိုကိုယ်လူတိုင်းမှာလွတ်လပ်ပိုင်ဝင်ရှိတယ်။ဒါပေမဲ့ကိုကတော့ကိုယ်ဘာသာကိုကိုယ်ကိုယ်ကိုယ်သူများဘာသာတော့သွားဆော့ကားမှာဆိုအဲ့လိုမရဘူးเนาะအဲ့လိုမရဘူး။အဲ့ဒါလူကောင်းတွေရဲ့လောက်ရလည်းမဟုတ်ဘူး။အဲ့တော့မင်းလောက်ခဲ့တဲ့ဥစ္စာကို မင်းပြန်ပြီးတော့ပေးဆိုင်ရမယ်နော်တခြားခရိယံဘာသာဝင်တော့အားနာတယ်ကွာနော်ခင်ဗျားတို့ပြောမယ်ဆိုလို့ရှိရင်တခြားခရိယံဘာသာဝင်တွေလည်းဒီလိုလူမျိုးကိုစုံးမထားဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဘာလို့လဲဆိုတော့မကုန်းမတကောင်နဲ့တလီလုံးပုံမှာပေါ့နော်ဒီဘုံမောင်နှမတွေရဲ့အမြင်ရောဒီကောင်ဘယ်လိုမြင်လဲဆိုတော့ကောင်းမှရေးပြခဲ့ပြီလို့ရပါတယ်အားလုံးကျေးဇူးပါ